ဟိုဒီနေ့ညရဲ့ breaking news အရာဆိုလို့ရှိရင်ရွှေမန်းတင်မောင်တို့ဒီတစ်ခေါက် MSC မှာပါဝင်လာခြင်းမရှိဘူးဗျာ NACD region ကပွင့်လင်းပြောရင်ဗျာဒီတစ်ခေါက်လည်း diamond တွေပေးတယ်ဆိုပြီးမှအဲ့လိုပွက်လို့ရိုက်နေရယ်အခုညပဲပေါ့နော် Mobile Legend eSport ဘက်ကနေထုတ်ပြန်ကြရအောင် Mobile Zain နဲ့ဟွန်နေရလာမယ့် MSC 2025မှာဝင်ရောက်ရှင်ပြိုင်ခွင့်ရှိမှာမဟုတ်ဘူးပွင့်လင်းပြောရင် team soul ဆိုပြီးမှ ပြောင်းသွားခဲ့တယ် BDK ကနေပြီးတော့ Thinso ဆိုပြီးမှပြောင်းသွားတဲ့အသင်းတစ်ခုလုံးက disqualify ဖြစ်ပြီးတော့ area 77ကအနေစီတီးရဲ့ slot ကိုတိမ့်မဲ့ရရှိသွားတာပဲဖြစ်ပါတယ်သူတို့ထုတ်ပြန်ထားတဲ့ rules အရ mobile legend နဲ့ competitor ဟာ game တွေကိုသူတို့အနေနဲ့ live stream နေမှာတော့လကောင်းဒီ activity event တွေမှာဒါလုံးလို့မရဘူးဆိုပြီးမှသူတို့အနေနဲ့ rules တွေအရထုတ်ပြန်ခဲ့ရမျိုးရှိရပါတော့ဒီ rules တွေချိုးပေါက်ခဲ့တာတွေတွေးရှိခဲ့တယ်ဆိုပြီးမှ mobile legend e-sport ဘက်ကသူတို့ထုတ်ပြန်ထားတယ်ဒါဟွန်းနဲ့ mobile စိမ်းတွေက live stream တွေမှာတော့မြင်တွေ့နေရတာပေါ့ဗျာအဲသူတို့နှစ်ယောက်တည်းပအဝင်လို့မရဘူးဆိုပေမဲ့ဒီခုနကတော့ဒီ team show မှာရှိနေတဲ့ player တွေက team show ကပအဝင်ရှိတယ်ဒါပေမဲ့ကြံနေခဲ့တဲ့ player တွေက player တွေလုံလောက်မှုမရှိဘူးဆိုတော့ auto disqualify ဖြစ်သွားတယ်ဗျာ area smb 7ကဒီနေရာမှာဒါဝင်ရောက်ပြီးတော့စောက်စားมาပဲဖြစ်ပါတယ်ဒီနေ့လဲကျွန်တော်တို့ရဲ့ mobile zain တို့ ਨੇ တွဲဆောင်ဝင်ရှိမှာမဟုတ်ဘူးခုံးတို့ ਨੇ လည်းတွဲဆောင်ဝင်ရှိမှာမဟုတ်တော့ပါဘူး msc 2025ကတော့ nct region အတွက် ဒီတိုင်းပဲပြီးဆုံးသွားတော့မလားဆိုတော့ကြည့်ရှုရပါတော့မယ်။ Area 77ကတော့ဒါ NCD ရဲ့မျိုးဆက်သစ်လူငယ်တွေပေါ့နော် join join လို့ဒီတိုင်းနေပေါ့ဗျာ။ဒါကတော့ breaking news ပါ။ကျွန်တော်တို့ SC40 မျိုးဖြစ်ပါတယ်။နောက်ထပ် video ကြရင်ပြန်ပြီးတော့ပြန်တွေ့ကြပါမယ်။အားလုံးပဲတတပါ။